ဘာမပြတ်ခင်တော့ကကျိတ်ဆွာဟာကဘာပေါ်မှာအတော်ဆုံးဘန္တာရှာမုတ်ဆိုလို့နာမည်ကြီးခဲ့ပါရင်ဘယ်ခေတ်ကလာဘယ်နေရာကပြစ်စီပဲဖြစ်ဖြစ်သူရှာဖွေနိုင်ခဲ့ပါရင်သူအကြိုက်ဆုံးဘန္တာရှာတဲ့နေရာကတော့ရေရောက်ဖြစ်ပြီးကိုဘန္တာကိုအလုံးလုံးရတာကိုလည်းသဘောကျပါရင်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲနေအောင်ရှိကနေထွက်ပေါ်လာတဲ့မီးရှံကြီးတစ်ခုကကဘာမီကိုရိုက်ခတ်လိုက်တာကြောင့်ကဘာကြီးတစ်ခုလုံးဗယံမသာဖြစ်သွားခဲ့ပါရင်လက်စစ်ပစ္စည်းမှန်သမျှအကုန်လုံးပြက်စီးပြီးတော့အစိုးရကလည်းပြောက်ကွဲသွားခဲ့ပြီး စစ်ဘီရင်တွေကပဲအုပ်ဆိုးလာကြပါရင်မကြခင်မှာပဲမြို့ဝေကငတ်မော့ပိုက်ဆံတွေတန်ဖိုးမရှိယောဂဝေပြန့်နှံ့ပြီးတော့ဈေးဝါနဲ့လောင်စာစီကရှာဝေဖို့မဖြစ်နိုင်တော့ပါဘူးအဲ့ဒီလိုမျိုးနေအောင်ရှိမီရှန်ဖြစ်ပြီးတော့6နှစ်လောက်ကြာပြီးရနောက်ဂျိတ်ဟာအင်္ဂလန်မှာပဲဘန်ဒါရှာမုတ်ဆိုးအဖြစ်ဆက်ပြီးအလုံးလုံးနေခဲ့ပါရင်သူဟာရက်ွက်ဟောင်းတစ်ခုကိုရောက်လာခဲ့ပြီးတော့ခဏလောက်အချိန်လေးကိုလေ့လာပြီးရနောက်ဟိုတယ်တစ်ခုအထဲကိုဝင်လေကားကနေပန်းဟောက်ကိုတက်သွားခဲ့ပါရင် အဲ့ဒီအထဲမှာဆုံးစင်ကြီးတစ်ခုကိုတတိယလိုက်ပြီးစစ်ဆေးနေနေပဲလိုဝက်အခန်းတစ်ခုကိုဖုံးကွယ်ထားတဲ့လိုဝက်တကားတစ်ချက်အားရှာတွေ့တွားခဲ့ပါရင်ဂျိတ်ကချက်ချင်းဆိုသလိုပဲပောက်ကွဲစေတတ်တဲ့ပစ္စည်းငယ်လေးတွေအများကြီးကိုတတ်ဆင်ပြီးတော့တမဏိတကားကို အတင်းဖောက်ဖွင့်လိုက်ပါရင်ပြီးတော့သူ့ရကိုပိုင်ဘက်ထရီနဲ့မီးရအောင်ချိန်ပါရင် မိခန့်တစ်တာတစ်ခုအပေါ်မှာလိုအပ်နှပတ်ထည့်ရတဲ့ခလုတ်ပြားတစ်ခု ရှိနေပါရင်ဒါနဲ့သူကခလုတ်နဲ့အပေါ်ကလက်ပွေရဝေကိုကြည့်ပြီးမတ်ဆုဆောက်အထဲမှာအခရဝေကိုပေါင်းဆက်ပြီးတော့မှန်ကန်တဲ့စက်ကလုံးတွေကိုရှာတွေ့တွားခဲ့ပါရင်မိခန့်တစ်တာကိုဖြွင့်လိုက်တာနဲ့ရှေဟောင်းတက်ပြားအစုအဝေးတစ်ခုကိုတွေ့တွားခဲ့ပြီးတော့လိုအပ်နှပတ်နဲ့ကန့်ရင်တဲ့တက်ပြားကိုဖြွင့်လိုက်ပါရင်အဲ့ဒီဂီတအတန်ကဒုတိယလိုအပ်မိခန့်တစ်တာတစ်ခုကိုဖြွင့်ပေးပါရင် ကျိတ်ဟာအဲ့ဒီအထက်ကတန်ဖိုးအရန်ကိုမှကြီးမားတဲ့တယောတလက်ကိုထုတ်ယူလိုက်ပါရီအဲ့ဒီအခါမှာပဲရဲယူနီဖောင်းဝတ်ဆင်ထားတဲ့လူဆိုးတစုကအခန်းထဲကိုဝင်လာပြီးတော့တယောကိုတောင်းပါရီကျိတ်ကမပေးနိုင်ဘူးလို့ငင်းဆိုကသူတို့ကိုတနက်နဲ့ပြစ်မယ်လို့ချိန်ချပါရီလူဆိုးရဲ့ကသူ့ကိုအတင်းတိုက်ခိုက်ဖို့ကြိုးစားတော့ကျိတ်တယောက်တနက်နဲ့စပစ်ပြီးတယောက်ပြီးတယောက်တပ်ပြစ်တော့ပါရီကြည်စံနေပြန်ဖြစ်ဖို့အတွက်ခဏလောက်အနားယူတဲ့အချိန်မှာပဲလက်သီးလက်မောင်းရှင်လဲထိုးလိုက်တေးပါရီ ကြည်စံကုံတော်ပြည်နောက်ပြင်းနေတဲ့လူတယောက်ရဲ့ကြောကိုဓားတဲ့ချောင်းနဲ့ပြစ်လိုက်ပြီးခေါင်းဆောင်ကအဲ့ဒီဓားကိုဆွဲထုတ်လိုက်တဲ့အခါမှာကြိတ်ကသူ့ကိုလက်ခလဲထောင်ပြပါရင်းဒီလိုရန်ကဓားအပေါ်မှာရှိတဲ့ပောက်ကွဲပစ္စည်းကိုအလုံးလုံးစီခဲ့ပြီးတော့ခေါင်းဆောင်ဖြစ်သူကိုပါတိစုံသွားစေခဲ့ပါပြီမကြခင်မှာပဲကြိတ်တယောက်အန်ဒီရဲ့များတဲ့အဆောင်တွေအပြင်နဲ့စိတ်ယုံအဖြစ်ပြောင်းလဲသွားတဲ့အင်ဂျီတစ်ခုအထဲကိုဝင်သွားခဲ့ပါရင်းသူ့အတယောကိုစစ်ပရင်ရဲ့လက်ထောက်စီပေးလိုက်ပါရင်းသူမကဘရင်အော်ကက်စမှာသူ့အတွက်နောက်ထပ်အလုပ်တစ်ခုရှိသေးတယ်လို့ပြောလိုက်ပြီး ြိတ်ကစစ်ဘရင်တယောက်ဟာကိုကိုကိုဘရင်တို့ခေါ်လာကထူဆန်းတယ်လို့ထင်ပြီးတော့ရေလက်ကြားကိုဖျက်ကျော်ရမယ့်အလုပ်ဖြစ်လို့ငင်းပယ်လိုက်ပါရင်ကြိတ်ကအလုပ်ကိုငင်းလိုက်တယ်လို့ဩကက်ကြားတဲ့အခါမှာသူ့ရဲ့လက်ထောက်ကိုကြိတ်မငင်းနိုင်မဲ့ကန်လန်းချက်မျိုးရှာပေဖို့ပြောလိုက်ပါရင်အဲ့ဒီနောက်ကြိတ်ကသူ့ရဲ့အိမ်ဖြစ်တဲ့စိတ်ကန်းကပြက်စီးနေခဲ့တဲ့လေးစီကိုပြန်လာခဲ့ပါရင်သူကမိတ်ဆွေမဟုတ်တဲ့လူတွေအတွက်ချထားတဲ့ထောင်ချောင်းတွေကိုရှောင်ကျင်ပြီးတော့သူ့ရဲ့ခွေးကိုပျော်ပျော်ရွှင်တဲ့အစာကျွေးပါရီ ပြီးတော့အလုတ်အတွက်လောက်ခအဖြစ်ရရှိလာတဲ့ပစ္စည်းတွေကိုစစ်ဆေးပါရီအထဲမှာဆိုရင်တပ်ပြားတစ်ခုပါတာကိုယူလိုက်ပြီးတောက်ရင်းနဲ့ပဲဖြန့်ပြီးနားထောင်နေခဲ့ပါပြီးအိပ်ပျော်သွားတဲ့အခါမှာကဘာပတ်ပြီးလေအစ်စ်တစ်စီးနဲ့ရွက်လွင့်နေခဲ့တဲ့အိမ်မက်မက်မော်ရီဒီလိုနဲ့မနေ့ရောက်တော့ဆူညံတန်တစ်ခုကြောင့်စိတ်တရားနိုးလာခဲ့ပါပြီးအပြင်ကိုထွက်ကြည့်ကြည့်လိုက်တော့ ူချထားခဲ့တဲ့ထောင်ချောက်တစ်ခုမှာစစ်သားတယောက်မိနေခဲ့တာကိုတွေ့ရပါရင်အဲ့ဒီလူကဘယင်ဟာသူ့ကိုလာတွေ့တာပါလို့ပြောပါရင်ဒါပေမဲ့ဂျိတ်ကအဲ့ဒီစစ်သားကိုမကူညီပဲနဲ့လေအထဲကနေထွက်သွားပါရင် ground တစ်ခုအထဲမှာဆိုရင်အော့ကက်ကစစ်သားဒါစင်ပေါင်းပြဆောက်ဝန်းရံပြီးစောင့်နေခဲ့ပါပြီသူကလူရဲ့အများကြီးငားခဲ့ပေမဲ့ဂျိတ်လိုမျိုးပြစ်စည်းရှာဖွေနိုင်သူတယောက်ကမှမရှိပါဘူးလို့ရှင်းပြပါရင်โอเคကလူရင်ကျေးမှုကိုပြန်လည်တိဆောက်ဖို့အတွက်သူဘလောက်အထိအလုပ်ကြိုးစားနေရသလဲဆိုတာကိုပါညဝေပြောပြခဲ့ပါရီ ကြိတ်ကအလုတ်ကိုစိတ်ဝင်စားသေးပါဘူးဒါပေမဲ့ okay ကတော့သူ့ရဲ့ဆုလတ်လေးအတိတ်တစီကိုပြသလိုက်တဲ့အခါမှာကြိတ်တယောက်စိတ်ဝင်စားလာတော့ပါရင်အလုတ်ကတော့လိုဘက်တူလောင်ယုံတစ်ခုအထဲမှာတင်းဆဲထားတဲ့ဆွဲမူနာလီစာပကြီးကားကိုပြန်ယူဖို့ပါဘယ်ရက်ကပထမဆုံးတိုက်ခိုက်ခံရတဲ့မြို့ရဲ့အထဲကတစ်ခုဖြစ်တယ်ဆိုတော့အစိုးရကသူ့ရဲ့အမျိုးသားဗန္နာဝေအားလုံးကိုဘေးလွတ်ရစီရွှေ့ပြောင်းခဲ့ပါရင်အော့ကက်ကလိုအပ်တဲ့ပစ္စည်းနဲ့အစားအသောက်အားလုံးကိုပေးမယ်လို့ပါကတိပေးပါရင်အဲ့ဒါနဲ့ဂျိတ်ကအလုတ်ကိုလက်ခံလိုက်ပါပြီ။ ပထမဆုံးအနေနဲ့သူဟာသူ့ရဲ့ခွေးကိုနှုတ်ဆက်စကားသွားပြောပြီးတော့တကယ်လို့များသူပြန်မလာနိုင်ခဲ့ဘူးဆိုရင်သူ့ရဲ့အိမ်မွေဒရိတ်ဆန်တွေကိုခ ्यू ဆိုင်ပေးဖို့အတွက်အော်ကဲရဲ့လက်ထောက်ကိုတောင်းဆိုခဲ့ပါပြီအဲ့ဒီနောက်ပိုင်းဂျိတ်လေးစိတ်ကိုရောက်သွားတဲ့အခါမှာသူတို့အတုံးပြရမယ့်လင်းရင်မှာကြီးစံပောက်ရွေးရှိနေတာကိုတွေ့တော့ဇွိမ့်လာခဲ့ပါပြီအော်ကဲကမြေပုံကိုပြသလိုက်ပြီးဘေလန်ချောင်းကနေသွားရမယ်တပုံတွေကိုဘေးနေရာဝေးမှာရှောင်ကျင်ရမယ်ဆိုတာပြောပြခဲ့ပါပြီမြို့လေကောင်မှာအော်ကဲနဲ့အဆက်အသွယ်ရှိသူတယောက်ကကျန်တဲ့ခီးအတွက်ဂျိတ်ကိုလမ်းပြပေးသွားမှာပါ မိုနာလီစာကိုပြင်ရပြီးဆိုတဲ့သုံးနိုင်အကြာမှာကဲထုတ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုအော်ကက်ကလီယန်နဲ့ချပေးလိမ့်မယ်လို့ပြောပါရင်းအဲ့ဒီညနေပိုင်းမှာစိတ်တရလီယန်နဲ့ထွက်ခွာသွားခဲ့ပါပြီးငယ်ဝင်တဲ့လီယန်မူကအရာအလုံးအဆင်ပြေနေပါတယ်လို့ယုံကြည်ချက်ရှိနေခဲ့ပေမဲ့ပြန်တန်းနေတဲ့အချိန်မှာသူကထိန်ချုပ်ဆရာဝေကိုရုန်းကန်နေရတာအားစိတ်ကမြင်တော့ဆက်ပြီးဆွေးနေခဲ့ပါရင်းလီယန်မူကလန်တော့ဝဲမှာစီကုံတော့မယ်ဆိုတာကိုဝန်ခံပြီးတော့ခုံထွက်ဖို့အတွက် လေထီးဝင်အဆင့်တင်ပြင်ထားဖို့လိုတယ်လို့ပြောပါရင်းဂျိတ်ကလေထီးမတုံးဘူးလို့အကြံတောင်းတဲ့အခါမှာတော့လင်းရမူကအကူအညီမပေးနိုင်ပါဘူးနောက်ဆုံးမှာတော့ဂျိတ်တရာအိပ်ပျော်သွားခဲ့ပြီးလီရွက်လွင့်တဲ့အိမ်မက်ကိုထပ်ပြီးမဲ့ပါရင်းဒီတစ်ခါမှာဆိုတော့သူ့ရဲ့အနာမှာမိမတယောက်ပါလာခဲ့ပါပြီးရုတ်တရက်လင်းရင်သုံးခါမှုကြောင့်သူနိုးလာခဲ့ပြီးအတိုက်ခိုက်ခံရတာကိုတွေ့ရပါရင်လင်းမှုကကြီးစက်နေကိုရှောင်ဖို့အကောင်းဆုံးကြိုးစားပေမဲ့ ို့စောပြီးခုံချရတော့မယ်လို့ကြေညာပါရင်ဘေးကင်းတဲ့နေရာတစ်ခုကိုတွေ့တာနဲ့ကြိတ်ကခုံချပြီးတော့လေထီးကိုလွတ်လိုက်ပါရင်ခဏလောက်လေထဲမှာမျောစင်းသွားပြီးရနောက်တော်တော်ကိုနာကျင်တဲ့ဆင်းသက်မှုနဲ့မြေပြင်ပေါ်ကိုရောက်လာခဲ့ပါပြီဆင်းသက်ပြီးရနောက်ကြိတ်တယောက်ဆက်သွားဖို့လှုပ်တော့နေရာအနှံ့အပြားမီးလောင်နေတာကိုတွေ့ရပါရင်ပို့ပြီးကြောက်စရာကောင်းနေတာကတပုံနေဟာသူတို့ရဲ့လုံရက်တွေကြောင့်ကျိုးဆွဲချခန့်ထားရတာကိုတွေ့ရပါရင်ရုတ်တရက်တင့်ကားတစီကအစောင်းတစ်ခုကိုဖောက်ထွက်လာခဲ့ပြီးကြိတ်ရဲ့ဖက်ကိုအမြောက်အချိန်လဲပါရင် ါပေမဲ့မပြည့်အပ်သေးခင်မှာပဲတင့်ကားကဒုံးကြီးထိမှန်သွားခဲ့ပါပြီပြီးတော့သဘုံတစုကဘုံခွေရနေရာကနေထွက်လာခဲ့ပြီးတင့်ကားထဲကစစ်သားတွေကိုတတ်ဖို့အတွက်လက်ပြဘုံတလုံးကိုပြစ်ထည့်လိုက်ပါရင်သဘုံတွေထွက်သွားပြီးမှပဲကြိတ်ကဆက်ပြီးသွားနိုင်ခဲ့ပါရင်အီမီယန်မြို့မှာဆိုရင်တော့ရက်စက်တဲ့စစ်ဘရင်ဘူလော့ပြရဲ့ခေါင်းဆောင်မှုအောက်ကစစ်သားတွေဟာလမ်းမတဲ့အပေါ်မှာအကြမ်းဖက်နေကြပါရင်သူကစစ်နီးဗျူဟာဝေတင့်ပြီးတဲ့ချက်ကစားတာကိုအရန်သဘောကြပြီးတော့အရက်တောင်းဝေကိုပါအတင်းချက်ကစားခိုင်းခဲ့ပါရင် နောက်ဆုံးကစားဖို့ကသူ check မကစားတတ်ဘူးလို့ဖွင့်ပြောလိုက်တဲ့အခါမှာဘူလော့ကသူ့ကိုနေရာမတင်ပြစ်တက်လိုက်ပါရင်းကိုရစ်ကလီယန်ပေါ်ကနေခုန်ချလာတဲ့ကျူးကျော်သူတယောက်ကိုတွေ့ရတယ်လို့သတင်းပေးပါရင်းအဲ့ဒါနဲ့ဘူလော့ကသူ့ရဲ့လူတွေကိုသွားရှာဖွေခိုင်းလိုက်ပါရင်းမနေ့ရောက်တော့ကျိတ်စိတ်ကွင်တင်းကိုရောက်လာခဲ့ပါပြီဒီနေရာမှာရှိတဲ့လူတွေဟာဆင်းရဲနွမ်းပါမှုနဲ့ဘူလော့ရဲ့ကြောက်ရွံ့မှုအောက်မှာနေထိုင်နေရတာပါ ကျေကကားတစီရနောက်ဖုံးကိုဆစ်ဆီးပြီးသူ့ရဲ့ကောင်းမွန်နေသေးတဲ့အဖို့အစားဝေးကိုဖုံးကွယ်ဖို့အတွက်အဖို့ဟောင်းတချို့ကိုယူလိုက်ပါရင်မြို့လေရင်ပြင်မှာစစ်သားဝေးကငမထွက်ရအမိတ်အပါဝင်စီကန်းနေကိုလူဝိုင်းအားတတိပေးနေကြပါရင်စီကန်းကိုဖောက်ဖျက်တဲ့လူမှန်သမျှပြပြန်ထံအပြစ်ပေးမယ်ဆိုတာကိုတပုန်နေရကိုပြစ်တတ်ပြရှင်အဖြစ်တက်တည်ပြပါရင်စိတ်တရားထွက်သွားဖို့ကြိုးစားတဲ့အခါမှာစစ်သားဝေးဝိုင်းထားတာကိုတွေ့ပြီးသူ့ရဲ့အိတ်ကိုချဖို့တောင်းဆိုခံလိုက်ရပါရင်သူကအိတ်ကိုလူတယောက်ရဲ့မျက်နှာပေါ်ပြစ်ပေါက်ပြီးတော့အဖွဲတဲ့ဆပြီးတိုက်ခိုက်တော့ပါရင် စစ်သားတယောက်ရဲ့လက်ကိုကားတစ်ခါမှာပိတ်ထားလိုက်ပြီးတော့နောက်တယောက်ရဲ့ခေါင်းကိုမန်အပေါ်ရိုက်ခွဲလိုက်ကစစ်သားတယောက်ကဓာတ်နဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ကြိတ်ကပိတ်ပင်ပြီးတော့သူ့ရဲ့ဓာတ်နဲ့ပဲပြန်ထိုးပြပါရင်းစက္ကန့်အနည်းငယ်အတွင်းလူပိုင်းကအမြင်ပင်ပေါ်လဲကျသွားခဲ့ရပြီးကြိတ်တယောက်ထွက်သွားဖို့ပြင်ဆင်နေတော့နောက်ထပ်စစ်သားတယောက်ပုံရကနေထွက်လာကကြိတ်ကိုပြစ်ဖို့အတွက်ပြင်ဆင်တော့ပါရင်း ါပေမဲ့ရုတ်တရက်လေပင်လီဖြတ်ခံလိုက်ရတာကိုတွေ့ရမှာပါအဲ့ဒီလူကလွတ်မြောက်ရေးတိုက်ပွဲဝင်သူ3ရာဖြစ်ပြီးတော့ Orchid ရဲ့အဆက်အသွယ်ဖြစ်နေတာကိုကြိတ်သိလိုက်ရပါရင်သူမကကြိတ်ကိုအချိန်တိုင်းစောင့်ကြည့်နေခဲ့တာပါဒါပေမဲ့အချိန်နေဝေပူအန်ဒီရဲ့များလာတော့မှဖြစ်လို့သူ့အနေနဲ့ကိုယ့်ဘာသာကိုကင်တွင်နိုင်စွမ်းရှိမှရှိသိရှင်းတာကြောင့်မကူညီခဲ့ပါဘူးလို့ပြောခဲ့ပါရင်နေအောင်တာလူအုပ်ထဲမှာပုံကွယ်ရင်းနဲ့ပဲမြို့ထဲကိုလင်းလင်းမြန်သွားလာကြပါပြီဒါပေမဲ့ဘူချုပ်တယောက်ကတော့သူတို့နှစ်ယောက်ကိုတတိထားမိသွားခဲ့ပါရင် ချိန်နဲ့ဒရီလာကဖခင်တခုအထဲကိုဝင်သွားခဲ့ပြီးတော့ဖာတာဆမ်ဆမ်နဲ့တွေ့ဆုံခဲ့ပါရင်းသူကမကြသေးခင်ကမှကိုမျက်ခံလိုက်ရတဲ့တပုံတွေရရှိထားတဲ့အရေးကြီးတဲ့မြေပုံတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူပါဆမ်ဆမ်ကသူတို့နှစ်ယောက်ကိုသူ့ရဲ့ကားကိုရောင်စီခေါ်သွားပြီးတော့သူပြုတ်ပြင်ထားတဲ့ truck ကားကိုပြသပါရင်းမြေပုံပေါ်မှာသူတို့ရဲ့နောက်ထပ်ဥတီယာနေရာကိုထောက်ပြပြီးတော့မြေပုံရဲ့တောက်မှာလိုဘက်ကုတ်တစ်ခုကိုပါတတိထားလိုက်မိပါရင်းဆမ်ဆမ်က truck ကားကိုအစင်သည့်ပြင်နေတော့ဒရီယာဟာကြိတ်ရဲ့ဒဏ်ရာဝေကိုကုတပေးပါရင်း အဲ့ဒီအခါမှာပဲဘိုလ်ချုပ်နဲ့သူ့ရဲ့တပ်တွေကဖះเจ้าကိုဝိုင်းထားပြီးတော့အာလုံအပြင်ထွက်လာဖို့တောင်းဆိုပါရင်းချိန်နဲ့ဒရီယာကထရက်ကားစီကိုအပြေးလွှာသွားနေတဲ့အချိန်မှာဆမ်ဆမ်ကတော့ဘိုလ်ချုပ်ကိုအာယုံလွဲဖို့အတွက်အပြင်ကိုထွက်သွားပါရင်းစစ်သားတွေကသူတယောက်ထဲစွာကိုမယုံကြည်ပဲနဲ့ရှာပေဖို့ဖះเจ้าအထက်ကိုဝင်သွားခဲ့ပါပြီးဆမ်ဆမ်ကသူ့ရဲ့တနတ်ကိုထုတ်ပြီးတော့ဘိုလ်ချုပ်ကိုလက်မောင်းအားပစ်လိုက်ပေမဲ့ချက်ချင်းပဲတပ်ဖွဲ့ဝင်တွေကပြစ်ခတ်ရှင်းကိုခံလဲရပါရင်းအထဲမှာစစ်သားတွေကကားကိုယ်ရောင်ကိုရှာတွေ့ပြီးတော့ထရက်ကအထက်ကကြိတ်ကြောင် အာယုံပြောင်းသွားခဲ့ပါရင်ဒရီယာကဒရီယာနောက်ကနေခုံချပြီးတော့လူအကုန်လုံးကိုတိုက်ခိုက်ပါရင်ပြစ်ခတ်မှုနဲ့ဓာထိုးမှုတွေရောနှောပြီးတော့လင်းမြန်စွာတတ်ပြပါရင်အပြင်မှာရှိတဲ့လူတွေဟာဆန်ဆန်ကိုဆက်ပြီးပြစ်နေတာကြောင့်အတွင်းကတနတ်တန်တွေကိုမကြားလိုက်ရပါဘူးဒါပေမဲ့ဂျိတ်ထရက်ကားကိုဆက်နိုးလိုက်တဲ့အခါမှာရေဒီယိုကအကြေကြီးမြည်သွားခဲ့ပြီးတော့သူတို့ကြားသွားခဲ့ပါရင်တင်ကားကဖျားเจ้าကိုအမြောက်နဲ့ပြစ်လိုက်ပါရင်ဒါပေမဲ့ကန်ကောင်းစွာနဲ့ပဲနေအောင်တာဟာကားကူရောင်တကားကိုဖောက်ထွက်ပြီးတော့အပြင်စီရွှေရွှေမွေပဲရောက်သွားခဲ့ပါပြီ စစ်သားတွေကတနတ်နဲ့ပြစ်ခတ်ကြပြီမဲ့သူတို့ရဲ့ကြီးစံတွေဟာထိခိုက်မှုမရှိပါဘူးထရက်ကာကကြီးကဖြစ်နေတဲ့ဆော့ကိုကြိတ်တဘောပေါက်သွားခဲ့ပါရင်အဲ့ဒီနောက်ကြိတ်ကတင့်ကားပေါ်ကနေခုံကျော်ကထွက်ပြေးလိုက်ပါရင်စစ်သားတွေကလည်းသူတို့ရဲ့နောက်ကိုလိုက်ကြပါရင်မကြခင်စစ်စေးကိတ်တခုကိုရောက်လာခဲ့ပါပြီအဲ့ဒီနေရာမှာရှိတဲ့အဆောင်တွေကလည်းတနတ်နဲ့ပြစ်ခတ်ကြပြီမဲ့ကြိတ်ဟာထရက်ကာကကြီးကမှန်တိနေတဲ့အတွက်အရှိကိုပဲမောင်းတွားပြီးတော့လမ်းပိတ်ဆို့ထားတာကိုခုံကျော်လိုက်တာကြောင့်အဆောင်တွေရွှေ့ပြေးလိုက်ရပါရင် လမ်းပေါ်မှာနောက်ထပ်စစ်သားဝေပါတဲ့ကားတစီပေါ်လာခဲ့တာကြောင့်ကျိတ်တရအစောင်းတစ်ခုအထဲကိုမောင်းဝင်သွားဖို့အတင်းကျပ်ဖြစ်သွားခဲ့ပါပြီးတင့်ကားဟာအဝေးကနေအမြောက်နဲ့ပြစ်လိုက်ပေမဲ့ဂျာပန်ကားတစီကိုသာထိမှန်သွားခဲ့ပြီးလမ်းအပေါ်လဲကျစေကရန်သူတချို့ကိုတိုက်မိသွားစေခဲ့ပါရင်းပေါက်ဝဲမှုကိုရှောင်ဖို့အတွက်ကျိတ်ကအကွေ့ပြင်းပြင်းချိုးလိုက်ရပြီးတော့ဒရီလာဟာဥမင်လိုင်ခေါက်ထဲကိုဝင်ခတ်လိုက်ပါရင်းနောက်ထဲနေရောက်ကသူတို့ရဲ့နောက်ကိုလိုက်နေစေဖြစ်လို့သူတို့ကလည်းအမြန်ဆုံးမောင်းနေရပါပြီး ဒါပေမဲ့အပြင်ကိုရောက်တော့နောက်ထပ်တင့်ကားရစီစောင့်နေတာကိုတွေ့ရပါရင်အမြောက်ဟာသူတို့ကိုပြစ်လိုက်တာအားကြိတ်ကအချိန်မီရှောင်ရှားနိုင်ခဲ့ပါပြီအဲ့ဒီလိုမျိုးလိုက်လံဖန်ဆီးမှုကဆက်ဖြစ်နေခဲ့ပြီးမကြခင်မှာပဲနေရောက်တာဝန်းရံခံရတော့မလို့ဖြစ်လာခဲ့ပါရင်ဒူရီယာကလည်းလိုက်လာသူရင်လဲကြအောင်လက်ပြပုံးတလုံးပြစ်ချလိုက်ပါရင်ဒါပေမဲ့ကားရစီကတော့သူတို့ကိုဆက်လိုက်နေစေပါတင့်ကားကနောက်တစ်ချိန်မီဖွင့်ပြစ်လိုက်တဲ့အခါမှာ ကြိတ်ကထရက်ကားကိုခုန်စီလိုက်တော့သူတို့ရဲ့နောက်လိုက်ဒီကိုပါထိမှန်သွားခဲ့ပါရင်ထရက်ကားကအဆောင်ရဲ့နောက်တနည်းကိုဝင်လာတဲ့အခါမှာစစ်သားဝေပါနဲ့ကားအစ်တစီထပ်ပေါ်လာပြန်ပါပြီးပြီးတော့တင့်ကားကနောက်ထပ်ပြစ်ဖို့ပြင်ဆင်ပါရင်အဲ့ဒါနဲ့ကြိတ်ဟာလင်းမြစွာရွှေ့လျားပြီးတော့လမ်းကနေဖယ်လိုက်ပြန်ပြီးသူတို့ရဲ့အရန်သူတွေပဲထပ်ပြီးတော့အလဲလဲအကွက်ကွက်ဖြစ်သွားခဲ့ပါရင်အခုစင်တော့ကြိတ်နဲ့ဒရီယာစွိုင်းလီမျိုးကိုလုံခြုံစွာနဲ့မောင်းသွားနိုင်ခဲ့ပါပြီးအဲ့ဒီညမှာသူရဲ့ကောင်းနေခဏနားဖို့ရက်လိုက်ကြပါရင်ပကြီကားတစ်ချက်အတွက်ဘာကြောင့်များလူဝိုင်းက တေရှင်နေကြတာလဲဆိုတော့ကိုကြိတ်အံ့ဩနေခဲ့ပါရင်ဒူရီယာကအဲ့ဒီပကြီးကဟာတိုက်ပွဲဝင်ဖို့အတွက်တပုံတွေအသုံးပြုနိုင်တဲ့လက်နက်တွေအများကြီးပါတဲ့ဘန်ဒါတိုက်ကိုဘူလော့မရောက်ခင်ရှာဖို့အတွက်အကြောင်းပြချက်တက်တက်ဖြစ်တယ်လို့ရှင်းပြပါရင်သူမကကြိတ်ရဲ့အိမ်မက်အကြောင်းကိုသိနေတဲ့အတွက်ကန်ကောင်းရှင်လက်ဆောင်အဖြစ်ဆက်ကိုခောက်နေတဲ့စင်းကိုခောက်ပြလဲပါရင်နောက်တနေ့မှာ ဘူလော့ကသူ့ရဲ့ရထားနဲ့စိတ်ကွင်တင်းကိုအမြန်ခီးနေခဲ့ပါလိမိုးချုပ်ကတပုံနှစ်ယောက်ဟာတပ်ဖွဲ့တစ်ခုလုံးကိုဘလို့လုပြီးတော့အနံ့ယူသွားတာလဲဆိုတာပြောပြပြီးတော့ဘုံကြီးကိုတတ်လိုက်တဲ့အကြောင်းထဲ့ပြောကအနံ့ယူဖို့ကြိုးစားပါလိဒါပေမဲ့ကိုရစ်ကသူ့ကိုပြတ်တတ်ပါလိစွိုင်းလီမှာသူတို့နှစ်ယောက်ကဘန္နာတိုက်ရှိတယ်လို့ယူဆရတဲ့အဆောင်အဟောင်းတစ်ခုမှရက်လိုက်ကြပါပြီဒရီယာကလူသားစားသူတွေဖြစ်လာတဲ့အရင်အချင်းသားအုပ်စုတစ်ခုဖြစ်တဲ့တရေတစီဝရဲ့ထိန်ချုပ်မှုအောက်မှာရှိနေတဲ့ area မလို့ဆွေးနေခဲ့ပါရင် သူတို့ရဲ့အနာမှာမိရှုမိပန်းတစ်ခုပြစ်လွတ်တာကိုမြင်တော့တစုံတယောက်ကသူတို့ကိုလိုက်နေပြီးဆိုတာသိလဲရပါရင်နေအောင်သားအထဲကိုအပြေလောဝင်သွားခဲ့ပြီးနေရတဲ့အပေါ်မှာတွေးဝင်တဲ့ဗန္ဒာတိုက်ကလည်းပြွင့်နေခဲ့ပြီးဗလာဖြစ်နေတာကိုတွေ့ရပါရင်တခါချင်းအပေါ်ကအနံ့ကိုကြည့်မယ်ဆိုရင်မကြတိတ်ခင်ကမှတခါကိုဖောက်ခွဲခဲ့တယ်ဆိုတာသိရပါရင်ဗန္ဒာတိုက်အတွင်မှာပြက်စီးမှုမရှိတာကြောင့်သူတို့ကအကုန်ထုတ်ပြီးတော့ပိုလုံးခြုံတဲ့နေရာကိုရွှေ့လိုက်ပြီးလို့ကြိတ်ကကောက်ချက်ချပါရင် အပြင်မှာဆိုတော့တရက်သက်စီဝေကအလင်းအမြန်ရှိကလာနေကြပါပြီ။နေအောင်သားအဆောင်ကိုဆက်လက်ရှာဖွေနေပေနောက်ထပ်အထက်မှာကြည်ခွန်းနဲ့အများကြီးကိုတွေ့ရပါလိမ့်။နေရနေမှာပြက်စီမှုရှိနေတာကြောင့်ကာကွယ်တူရဲ့အဲ့ဒီမှာခုခံခဲကြတယ်လို့ကြိတ်ကခံမှန်းပါလိမ့်။သူတို့အနေနဲ့ယုံခံမှကြည်အထဲကိုဝင်ပြီးတော့ရွှေ့ပြောင်းမှုအမှန်တန်းတွေကိုရှာဖွေပါပြီ။ပြီးတော့တစ်ခုအထက်မှာကြိတ်ကနေရအတုတစ်ခုနဲ့သူ့ရဲ့အနောက်မှာဝက်ထားတဲ့မတ်ဆုစုပ်တုပ်ကိုတွေ့ရပါလိမ့်။ဒရီယာကပြင်တဲ့ဘာတာနဲ့ရေးသားထားတဲ့မတ်ဆုဝေကိုဘာတာပြန်ပြီးတော့ သူတို့လိုအပ်တဲ့တည်နေရာ coordinate တွေကိုရလာခဲ့ပါရင်ဒါပေမဲ့ကြိတ်ကတန်တရားဝင်နေခဲ့ပါပြီဘန်နာကိုကာကွယ်တဲ့လူတွေကဘယ်သူမှဆိုရှာတွေ့နိုင်အောင်တည်နေရာကိုခြံထားခဲ့မှာမဟုတ်ဘူးလို့ယူဆပါရင်မြေပုံအပေါ်ကလိုအပ်ကိုကိုအတုံးပြူပြီးတော့မှန်ကန်တဲ့တည်နေရာကိုရနိုင်ဖို့အတွက် coordinate တွေကိုဖော်ထုတ်ဖို့ကြိတ်ကကြိုးစားပါရင်အဲ့ဒီအခါတည်းရဲ့တစိဝေဟာအဆောက်အထင်းကိုအတင်းဝင်လာကြပါပြီ။ဒရီယာကထွက်သွားရှင်နေခဲ့ပေမဲ့ကြိတ်ကတော့ဆက်လုပ်ခဲ့ပါရင်အဲ့ဒီနောက် Sim Shop ဆိုတဲ့နာမည်ကိုရလာခဲ့ပြီး ဒရီယာကတဟာခံတပ်တစ်ခုဖြစ်တယ်လို့ရှင်းပြကမြေပုံပေါ်မှာတိနီယာကိုရှာဝေပါရီတရက်တစီဝေကလေကားကနေအပြေးလွှာတက်လာနေတာကြောင့်နေရောက်တာပဒင်းပေါက်ကနေတက်ပြီးတော့ထွက်သွားလိုက်ပါရီကျိတ်ကတခါလက်ကင်မှာလက်ပြုံချိတ်ထားခဲ့တော့တရက်တစီဝေတခါဖွင့်လိုက်တာနဲ့ပောက်ကွဲမှုကြောင့်ချက်ချင်းပဲမြေပြင်ပေါ်လဲကျသွားခဲ့ပါပြီထရက်ကာပေါ်ရောက်တော့ဒရီယာဟာတပုံဒီကိုဖုံးဆက်ပြီးဆင်ရှော့မှလာဆောင်ဖို့ပြောပါရီခဏကြာရထားကစွိုင်းလီကိုရောက်လာပြီးဘူလော့ကထရက်ကာရဲ့ တာယာယာဝင်ကိုမြင်ရပါတယ်ကိုရစ်က coordinate ဝင်ပါတဲ့မဆူဆုပ်ကိုတွေ့ပေမဲ့ဘူလော့ကမယုံပဲခရမ်းလွန်ရောင်းရှိမီးကိုအတုံးပြုတ်ပြီးမြေပုံပေါ်ကဒရီယာရဲ့လက်ပရာကိုဖော်ထုတ်လိုက်ပါတယ်အခုစင်တော့သူဟာ sim shot ကိုတွားရမယ်ဆိုတာသိသွားခဲ့ပါပြီမီရှူမီပန်ပြစ်လိုက်တဲ့တရက်သစင်ကအသက်ရှင်နေစေပါဘူလော့ကသတင်းပေးတဲ့အတွက်ဂျီဆူတင်တဲ့အကြောင်းပြောပြီးတော့သူ့ကိုပြစ်တက်လိုက်ပါတယ်အဲ့ဒီနောက်ဆုံးသူရဲ့ကောင်းတဲ့ sim shot ကိုရောက်လာခဲ့ပြီးဒရီယာကတန်ကျိုးကိုဖျက်ကာကိတ်တကားကိုဖွင့်ရပါတယ် အစအုံမကြီးကိုရောက်တဲ့အခါမှာတော့လုံချွေးလုံးဝမရှိတာကြောင့်ကျိတ်တန်တရားဝင်လာခဲ့ပါပြီအသွင်းမှာဆက်ပစ္စည်းတချို့ကလဲပတ်နေစေပါဒါကြောင့်ကျိတ်ဟာနေရောက်ရှိစွမ်းရင်ပြားဝေရှိမယ်လို့ယူဆပါရင်းဒရီယာကပုံစံထုတ်ဇာဝေကိုကြည့်ပြီးတော့သူတို့ကြားနေရတဲ့အတန်ဟာမန္တာတိုက်အတွက်လေးစစ်စနစ်ဖြစ်တဲ့အကြောင်းတွေ့ရှိခဲ့ရပါပြီမန္တာတိုက်ကပိတ်ထားတယ်လို့ယူဆရပါရင်းကျိတ်ကလည်းပုံစံထုတ်ဇာဝေကိုကြည့်ပြီးတော့လေပြွန်ထဲကဝင်ပေါက်တစ်ခုကနေဝင်သွားဖို့အစီအစဉ်ဆွဲပါရင်း အလဲမှာပန်ကာတစ်ခုရှိပေမဲ့ဒရီယာကပန်ကာကိုပိတ်ဖို့နေအောင်ရှိစွမ်းအင်ပြားဝင်ကိုရှာရမယ်လို့သဘောတူပြီးဂျိတ်ကလည်းရှေ့ဆက်တော်ပါရီအပေါ်ဆုံးအထက်မှာဂျိတ်ကကျူတချောင်းကိုတွေ့ပြီးတော့အဆိုးရှင်တစ်ခုမှရှိပါရီပြီးတော့သူ့ရဲ့အိတ်ကိုဖျက်ပြီးဂျိုးခတ်ပတ်တစ်ခုဖန်တီးပါရီအခုဆိုတော့သူဟာတွင်းထဲကိုစင်းနိုင်ခဲ့ပါပြီအောက်ခြေမှာလဲနေခဲ့တဲ့ပန်ကာကိုတူမြင်နေရတော့တတိထားရမှာပါကြမကောင်းစွာနဲ့ပဲဂျိုးပေါ်ကပုတ်တိုက်မှုကြောင့်ဂျိုးကလည်းဖြည်းဖြည်းချင်းပြက်လာခဲ့ပါရီ အဲ့ဒီအခါမှာဒရီယာကအနေအရှိစွန့်ရင်ပြဝယ်ရှိတဲ့နေရာကိုရောက်လာခဲ့ပြီးတော့တနတ်နဲ့ပြစ်လိုက်ပေမဲ့ပထမဆုံးပြစ်ခတ်မှုကလွဲတော်ပါရီကန့်ကောင်းစွာနဲ့ပဲသူမရဲ့ဒုတိယအချက်ကထိမှန်သွားခဲ့ပြီးကြိတ်လဲကြတဲ့အချိန်မှာပန်ကာဝေပိတ်သွားတော့အချိန်မီရက်သွားခဲ့ပါရီခက်ခဲစွာဆင်းသက်ပြီးနောက်ကြိတ်ကလေပြုံကိုစစ်ဆေးတော့ရေဝေပြစ်နေတာကိုတွေ့ရပါရီသူအသက်ကိုပြပြင်းရှူပြီးတတ်နိုင်သမျှအမြန်ဆုံးရေငုတ်ကကူးသွားခဲ့ပါပြီးချက်ချင်းပဲအပေါဝါကိုရောက်လာပေမဲ့ပိတ်ထားတာကိုတွေ့ရပါရီ ကျိတ်ကအသက်ရှူကြက်မသွားခင်အသင်းသွင်းပြီးတော့အချိန်မီဖွင့်နိုင်ခဲ့ပါပြီအခုဆိုရင်ကျိတ်ဟာဘနာတိုက်တဲ့ကိုဝင်ပြီးတော့အထဲကနေတခါဖွင့်ပြလိုက်တော့ဒရီယာကပါဝင်နိုင်ခဲ့ပါပြီမိုနာလီဇာပကြီးကဟာနျူကလ িয়ার ဘုံးတလုံးဖြစ်နေခဲ့ပြီးတော့နမဲကြီးပကြီးကကိုအပေါ်ကနေဆွဲထားတာကိုကျိတ်တွေ့လိုက်ရပြီးအံ့ဩတွားခဲ့ပေမဲ့ဒရီယာကတော့ကြိုတိနေပြီးသားပါကျိတ်ကသူတိခဲ့မယ်ဆိုရင်ကုညီမှာမဟုတ်ဘူးလို့ပြောတော့ဒရီယာကအော့ကက်ကကျိတ်ကိုမပြောခဲ့တာကိုကျိတ်ကအတိပြုတ်ပြလိုက်ပါရင် ဒရီယာဟာအမေရိကန်ကဂျပန်ကိုဘုံကျဲတော့မှာမော်စကိုအတွက်အပူဘုံတလုံးခြံထားခဲ့တဲ့အကြောင်းရှင်းပြပါရီသူမကဩကက်ဟာဒီဘုံကိုတုံးချင်တာမဟုတ်ပါဘူးလို့ကြိတ်ကိုအာမခံပါရီဘူလော့လိုမျိုးစစ်ဘရင်တွေလက်ထဲမရောက်အောင်ကာကွယ်ရှင်ုံတက်တက်ပါကြိတ်ကတော့ဩကက်အပါဝင်ဘယ်စစ်ဘရင်ကိုမှမယုံနိုင်ဘူးလို့ယူဆပြီးတော့တိုက်ခိုက်နေတာဟာအတိတ်ပဲမရှိဘူးဘာကြောင့်လဲဆိုတော့နောက်ဆုံးမှာစစ်ဘရင်တွေကပဲအမြဲနိုင်မှာပါလို့ယုံကြည်ခဲ့ပါရီတပုံတွေဘုံကိုရွှေ့ဖို့အတွက်ဒူယာကို လာကူညီတဲ့အခါမှာကြိတ်ကထရက်ကနဲ့မောင်းထွက်သွားခဲ့ပါရင်စက္ကန့်ပိုင်းအကြာမှာယထာကဇင်းလျှောက်ကိုရောက်လာခဲ့ပြီးစစ်သားဝေဟာတနက်နဲ့ပြစ်ကြပါရင်တပုံတွေခုခန့်ဖို့ဂျိုးစားပေမဲ့စစ်သားဝေကအကုန်လုံးကိုအလင်းမြန်ခြေမုံပါရင်ကိုရစ်ကဒုံးကြီးတစ်ခုနဲ့တပုံတွေရဲ့ထရက်ကကိုပါဖောက်ခွဲပါရင်ပြီးတော့ဘုံကိုယထာစီတဲ့သွားတဲ့အချိန်မှာဘူလော့ကိုလုံချွေတော့အားပေးပါရင်အဲ့ဒီကြားထဲမှာကြိတ်ကခဏနာပြီးတော့ဆက်ကူခေါက်လေးလေးကိုစိုက်ကြည့်နေတော့စိတ်ပြောင်းသွားခဲ့ပါပြီး သူခံတက်စီကိုပြန်မောင်းတွားခဲ့ပြီးတော့အလောင်းတွေအလုံးကိုတွေးပြီးမဲ့ဒရီယာကအဆောက်အအုံအထဲမှာလုံခြုံနေတာကိုတွေ့ရပါတယ်ဒရီယာဟာသူ့ရဲ့ခြေတော့တန်ရာကိုစေးစီးပေးနေတဲ့အချိန်မှာသူ့ရဲ့သဘောထားအတွက်တောင်းပန်ပြီးတော့ကျိတ်ပြောတာမှန်ပါတယ်ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင်လည်းအတိတ်ပဲမရှိဘူးလို့ပြောပါတယ်ဒါပေမဲ့ကျိတ်ကတော့ရထားကိုတိုက်ခိုက်ခြင်းအဖြစ်ဘူလော့ကိုတားဆီးနိုင်တယ်လို့ထင်ပါတယ်သူတို့ပောက်ကွဲပြင်စီပြီးဆူဆောင်းပြီးတော့ကျိတ်ကအထူးပြင်ဆင်မှုတစ်ခုလုပ်ပြီးမှပဲထရက်ကနဲ့ထွက်လာပါတယ်သူတို့ရဲ့အနောက်မှာခံတက်ကြီးပောက်ကွဲသွားခဲ့ပါပြီး ညအပိုင်းအမြင်အယုံကမကောင်းတာကြောင့်ယထာကလည်းနေသွားခဲ့ပါရင်ဘူလော့ဖာတိအတွက်စိတ်မပြတ်ပဲယထာမောင်းသူရဲ့ခေါင်းကိုပြစ်လိုက်တော့ယထာကပုံမြန်လာပါရင်အဲ့ဒီအခါမှာသူရဲ့ကောင်းတွေကတရားပေါ်မှာမောင်းနေလာခဲ့ပြီးယထာဖြတ်သွားတဲ့အခါမှာစိတ်ကယထာပေါ်ခုန်တက်ပါရင်ပြီးတော့တခါဖွင့်ပြီးလက်ပြပုံးတလုံးပြစ်သွင်းလိုက်ရာအဆောင်အများပြတိသွားခဲ့ပါပြီးအသက်ရှင်ကျန်ရစ်သူအနေငယ်ရှိတော့စိတ်ကတိုက်ခိုက်ဖို့အပြေလောက်ဝင်သွားခဲ့ပါရင်သူတို့စီကနေတနတ်တလက်ကိုခိုးယူပြီးပြစ်ခတ်ပါရင် မကြခင်ကိုရစ်ပါတိုက်ပွဲဝင်လာခဲ့ပါပြီးသူကတာမန်လူဆိုးအထက်ပို့တမ်းမာတာကြောင့်ကြိတ်ကစူးစမ်းရပါရင်ကိုရစ်ဟာကြိတ်ကိုကားထက်ကနေကန်ထုတ်လိုက်လို့ဘုံအနားမှာအန်ဒီရရှိတဲ့အနေအထားနဲ့လဲကြသွားပါရင်ဒါပေမဲ့ကြိတ်ကသူ့ရဲ့ပေါင်ချံကိုပြန်ထိုးပါရင်တိုက်ပွဲဆက်ဖြစ်နေတော့ဘူလော့ကတနက်နဲ့ပြစ်ဖို့ပေါ်လာခဲ့ပြီးကြိတ်ဟာကိုရစ်ကိုလူတာတိုင်းအဖြစ်အသုံးပြုပါရင်ပြီးတော့ဘူလော့ကိုတိုက်ခိုက်ဖို့ပြောင်းဝင်သွားခဲ့ကအခန်းထဲမှာနေရောက်တာလက်ရှင်းရှင်းပြီးထိုးကြပါပြီး နောက်ဆုံးမှာဂျိတ်ကမူလော့ကိုစပွဲပေါ်တွန်းချပြီးတော့သူ့ရဲ့လက်ကိုတန်လိုက်အိမ်မြောင်းနဲ့ထိုးစားလိုက်ပြီးလုံချုံရီတော့ကိုယူပါရီအဲ့ဒီအတော်တွင်ဒူရာကရှေ့ဆက်မောင်းကနောက်ထပ်တံတားကိုရောက်တဲ့အခါမှာပေါက်ကွဲပစ္စည်းပဲတဆင်ပါရီမကြခင်ပေါက်ကွဲပြီးတော့ရထားမဖြတ်ခင်တံတားကိုဖျက်ဆီးပြပါပြီးဂျိတ်ကအချက်ချင်းကားထဲကနေထွက်လာပြီးတော့မူလော့ကရထားကိုရက်တန့်ဖို့ထိန်းချုပ်ခန်းစီအပြေးသွားဖက်ပြီးမဲ့အရန်နောက်ကျသွားခဲ့ပါရီမူလော့ကရထားကြီးနဲ့နဲ့ဆိုင်ထိုးကြတာကိုကြည့်နေရုံနဲ့တတ်နိုင်တော့ပါရီ အဲ့ဒီအနာက6ကံပါကိုလိတ်စင်းသွားရင်လည်းအချိန်ပေါင်းများစွာပောက်ခွဲထွက်ခဲ့ပါရင်ဒူယာကကြိတ်ပါတိတ်သွားပြီလို့ထင်ပြီးငိုနေတော့သူ့ကိုအနောက်ကနေအာအတင်းစီလိုက်တော့နေအောင်သာဖက်လိုက်ကြပါရင်အချိန်အနည်းငယ်ကြာပြီးတော့အင်္ဂလန်မှာကြိတ်ကလုံချုံရင်တော့ကိုအော့ကက်တာပြီးပြီးတော့ဘုံက6ကံပါရဲ့အောက်ခြေမှာရှိနေတယ်လို့ရှင်းပြပါရင်တော့နေမှာဖောက်ခွဲနိုင်ပေမဲ့အော့ကက်ကလုံချုံရင်အတွက်ပြန်ယူဖို့လိုသေးတယ်လို့ပြောပါရင်ကြိတ်ကတော့နောက်ထပ် mission တွေကိုလက်မခံတော့ဘဲနဲ့ ူရဲ့လေအတင့်နဲ့ထွက်သွားခဲ့ပါရီရီယာကသူနဲ့အတူပတ်သွားခဲ့ပြီးနေရောက်သားကဘာပတ်ရွက်လွင့်ဖို့ထွက်သွားကအနမ်းဖလေလိုက်ကြပါရီဒီကြားထဲမှာအော့ကက်ကလုံချွေတော့ကိုတွေ့ရကိုပိုင်ဘန္နာတိုက်အထဲထည့်လိုက်ပါရီဒါဟာမူရင်မိုနာလီစာပကြီကာကသူ့စီမှာအဆကလေးကရှိနေခဲ့တယ်ဆိုတာကိုဖော်ပြလိုက်တာပါ